ုတင်ဆက်ပေးမယ့်သတင်းကတော့ကစားသမားရှာဝအဒီမန်ယူရောက်ထုတ်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန်ယူအသင်းဟာလာမယ့်နေ့ရက်ဒီကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာအသင်းအတွက်အကျိုးမပြုနိုင်ဘူးလို့တမန်ရမယ်။ကစားသမားရှာဝအဒီကိုရောင်းထုတ်တာဖို့အတွက်စစ်ဆေးနေရလို့သိရပါတယ်။ခြေစွမ်းနဲ့ပေးထားရတဲ့လစာနဲ့မထိုက်တန်ဘူးလို့တမန်ရမယ့်သူတွေနဲ့လစာစီကြီးမြင့်တဲ့သူတွေကိုရောင်းထုတ်သွားဖို့အတွက်စစ်ဆေးနေရဖြစ်ပါတယ်။ လစာအများဆုံးရရှိနေပြီးတော့အသက်အရွယ်ကြီးနေဖြစ်တဲ့ Gasmero ခြေစမပြနိုင်တဲ့ Hashland အန်တိုနီယိုတို့ထိတ်ဆုံးကပါဝင်နေတယ်လို့အမားရွေးများနဲ့ကိုသမအူနာနာနဲ့ဒရမကြခဏရတတ်တဲ့လီဆန်ဒရိုမာရီနက်စ်တို့ပါပါဝင်နေတယ်လို့သိရပါတယ်။မန်ယူနီပြအင်မိုရင်းစိတ်ကြအသေးနှစေဖန်နေပေဖို့အတွက်မန်ယူအသေးအငက်စားဒါရိုက်တာဖွဲ့ဟာ ကစားသမားတွေခုံနိုင်ဖို့အတွက်ကြိုးတိပစ်စင်မှုတွေလုပ်နေတဲ့အပြင်အင်္ဂါထွက်ကစားနေတဲ့ကွင်းလက်ကစားသမားတွေဖြစ်တဲ့ဆန်ရှိုနဲ့ရက်ရှ်ဖို့တို့ရဲ့နိုင်ငံနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းပြောင်းလဲစူးစမ်းနေရလို့သိရပါဗျ။ဒီသတင်းတော်ရင်ကြောက်ဝမ်းပေးပို့လာပါဗျ။